အားလုံးမင်္ဂလာပါအင်းမြတ် education မှာယနေ့တင်ချမဲ့တင်ချိုင်းလန်စင်ကတော့ G5 တင်ယူအခန်းဆက်လေးရဲ့ lesson 11ပဲဖြစ်ပါတယ်ဆရာတို့ပုံစံနံပါတ်3ကိုဆက်လက်လေ့လာလိုက်ရအောင်ပါပုံစံနံပါတ်3မှာအောက်ပါမိကွန်များကိုဖြေးပါလို့ပြောထားပါတယ်ညမကကြီးမှာဆိုရင် အလျား21စင်တီမီတာနှင့်အနံ9စင်တီမီတာရှိသောတောင်းမန်စတုကန်ကျွေပြားများခင်းပြီး အငယ်ဆုံးစတူရန်ကွက်တစ်ခုကို ပြုလုပ်လိုသည်ထိုစတူရန်ဤအနားသည်ညီမျှရှိမည်နီစတူရန်ဤအနားကိုလိုချင်တာပဲဖြစ်ပါတယ်စတူရန်ဤအနားကိုလိုချင်ရင် ပေးထားသောတံပိုးနှစ်ခုဤအငယ်ဆုံးဘုံစာတိုးကင်းကိုရှာပေးရမှာပဲဖြစ်ပါတယ် ်ထို့ကြောင့်21ဤဇာရဝိန်ကိုလိုချင်21တလီဆိုပါမယ်21တလီ21ပါ2လီက42ပါ3လီ63ပါ4လီ84ပါအစုံမရှိပဲဖြစ်ပါတယ်ခွန်ဤဇာရဝိန်ရှာပါမယ်ခွန်တလီခွန်ပါခွန်2လီ14ပါခွန်3လီ21ပါခွန်လေးလီ28အစုံမရှိပဲဖြစ်ပါတယ်ပု္ပ္ပစာဤလိုချင်သောတန်ဖိုးသည်27နှစ်ခွန်တို့ဤအငဲဆုံးပုံစာတိုကင်းပဲဖြစ်ပါတယ်အငဲဆုံးပုံစာတိုကင်းဒီဆရာတို့တူတာကိုကြည်ပါလေ တူရာဒီဆရာတို့21ကနေစတူပါတယ်ထို့ကြောင့်အငယ်ဆုံးဘုံစာဒိုးကင်းကိုပြောပါဆိုရင်21ပဲဖြစ်ပါတယ်ယနေ့တင်ကြပေးခဲ့တဲ့တင်ကြိုင်းလန်စင်ကိုနားလည်လိုက်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်လန်းချမ်းမြေကြပါစေဗျာ